ဟာလန်ကွင်းကိုရရဲ့မြို့ဝတ်ချက်အလုံးမဲမင်္ဂလာပါ CB Insider ကပါမလာပြန်လေးကြိုးကြိုးလိုက်ပါလေဒီဗီဒီယိုမှာတော့ကျွန်တော်တို့ဟာလန်ရဲ့ကွင်းကိုရနောက်ကိုလိုက်ကြည့်ကြပါမယ်အစားလေး CMB ကို YouTube မှာ Subscribe လုပ်ထားပြီးလောက်ထားနိုင်ပါလေ Copy လေးကိုပြေးပြီးပါဟာလန်ကိုရတွင်းတာတော့ကျွန်တော်တို့အားလုံးပြီးပြီးသားပါဒါပေမဲ့သူတွင်းကိုရတွင်းอยู่သွားပုံကိုအသေးစိတ်လိုက်ကြည့်မယ်ဆိုရင် ီကိုရီးယားနောက်ွယ်မှာဖြစ်ပေါ်လာတဲ့လျှို့ဝှက်ချက်ကိုကျွန်တော်တို့ရှာဖွေနိုင်ပါလိမ့်မယ်ဒီဗီဒီယိုမှာတော့ကစားသမားရဲ့အံပွေကိုရီးမိန်းကိုရီးကိုအနံ့ခံပုံတွေအချက်လက်တွေကိုတလွာချင်းတိုးဝင်ကြည့်ကြပါမယ်ကိုရီးတိုင်းတိုင်းရရှိနေခြင်းမှာလူကောင်ကြီးလိုတက်တက်ကံကောင်းလိုတက်တက်တော့မဟုတ်ပါဘူးဒါဟာ modern attacking football ရဲ့ master class ကိုဟာလန်ကလက်တွေ့ကျတာနေလို့ပဲဖြစ်ပါတယ် ခေတိုင်းမှာတော့ဒူးညွန်တဲ့တိုက်ချင်မှုတွေပြည်သက်တွေမြင်တွေ့ရလေရှိပါတယ်။သို့တော့တိုက်ချင်မှုဆိုတဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုနိုင်တဲ့ကစားသမားတွေကတော့တခင်မှာတယောက်လောက်တော့ပေါ်ထွက်လာလေရှိပါတယ်။ဟာလင်းဟာလင်းအင်္ဂလန်ကိုပြောင်းရွှေ့မယ်ဆိုတဲ့အပေါ်ဝေဗန်တန်တွေတန်တရာတွေဝေကြီးကြောင့်ဆိုတဲ့ထိလုံငေါလုံးတွေကြောင့်မကြားချင်မှာဆုံးမှာဒီထဲမှာကျဲလောင်တုံးကတော့ဟာလင်းပရီးမီးယားလိနဲ့အန်ဝင်ပါမလားဆိုတဲ့ဒေးကွန်ပါ။ဟာလင်းရဲ့ဖြေကိုတော့သူချိုးဖြတ်သွားတဲ့ပရီးမီးယားလိ record တွေထဲမှာမြင်နိုင်ပါတယ်။ ပရီးမီယာလိပွဲဥထွက်ရာသီမှာ36ဂိုးသွင်းယူပြနိုင်ခဲ့တယ်လို့ပြန်ပွဲစုံ53ပွဲမှာ52ဂိုးအထိစံချိန်တင်သွင်းယူခဲ့ပါတယ်။မကြာသေးခင်ပါပဲ။ဘန်နစ်စတာရိုင်းရဲ့ UC အသွင်းဂိုး90အမြန်ဆုံးပြည့်တဲ့စံချိန်62ပွဲကိုဟာလန်က49ပွဲသွင်းဂိုး90နဲ့ချိုးဖြတ်ပြခဲ့ပါတယ်။အခု2025ရာသီမှာလည်းဒီတိုက်စင်မှုကိုမတူချားနားတဲ့စာလောင်မှုနဲ့အတူမြင်တွေ့နေရပါတယ်။ဘူဘဇက်တိုက်ကိုရီတွင်ထားနိုင်တယ်လို့နိုင်ငံရေးကလပ်မှာ၁၇ပွဲကစား၁၈ဂိုးအထိတွင်ယူထားပါတယ် ဒါကဂိမ်းကနန်းကြီးတက်တတော့မဟုတ်ပါဘူးဒီဂိမ်းကနန်းတွေစီကိုရောက်ရှိဖို့ဟာလန်းစီမှာမြင်တွေ့ရတာက striker instinct ဒီပင်ကိုတွင်းကိုတွေကိုဘလို့ရယူရမယ်ဆိုတဲ့ပြိတိတ်ကပဲသူ့ကိုခြားနာတဲ့တိုက်စစ်မှုအဆင့်အတန်းတစ်ခုစီကိုဆွဲတင်သွားပါတယ် Oh, that's a great ball. Oh, it had to be. It had to be. Pre- ဟာလန်ရဲ့ twin goal line ကိုအနည်းငယ်ကြည့်လိုက်ရင်ခန်းစစ်ကစားသမားတွေရဲ့တုံ့ချိုင်းမှုဆိုတာတဲ့ဟာလန်ရဲ့ပြန်ဘက်ထဥအောင်လှုပ်ရှားနိုင်ကြွမ်းကိုမြင်နိုင်မှာပါဟာလန်ကပြန်ဘက်ထအမြဲခြေတလန်းသားနေပါတယ်သူရဲ့လျှို့ဝှက်ချက်အားတာချက်ကဘယ်ခြေကြီးတက်တက်မဟုတ်ဘဲနဲ့ချိန်သားကိုက်ခြေဝင်မှုတွေပါပဲဒီကစားသမားရဲ့လှုပ်ရှားမှုတွေကိုသတိထားကြည့်လိုက်ရင်ဘောလုံးခြေထဲရောက်တဲ့အထိစောင့်မနေဘဲနဲ့ဘောလုံးရှိမဲ့နေရာကိုမှန်းဆပြီးရဲ့ ဘောလုံးနဲ့အတူမပြေးပဲဘောလုံးအချိန်နဲ့ဆက်ရွေစေပြီးသူ့ရဲ့ခြေလမ်းကျဲကြီးတွေနဲ့ခွန်အားသုံးပြေးဝင်ပြန်ပြင်းတာဒီအချက်တွေကိုမြင်နိုင်ပါတယ်ဟာလန်ရဲ့စကားကိုတဆင့်ပြန်ပြောရရင် I live for being in the right place ဒီ CD ရဲ့စနစ်ထဲမှာဟာလန်ရဲ့ goal ရနဲ့တွေခံတဲ့ဇွမ်းကပြန်ဘက်တွေအတွက်ကြောက်စရာကောင်းစရာတော့အမှန်ပါပဲဒီ bright fodan ဘာနာလူဆေးဘာတို့က ဟာလဲရှိမဲ့နေရာကိုမှန်းဆနိုင်ပြီးတော့တို့ရဲ့ဖန်တီးမှုတွေပေါင်းစပ်လိုက်တော့ဒီကစားသမားရဲ့ရက်တက်မဲ့ရတော့ twin goal များစီကိုကျွန်တော်တို့ရောက်ရှိခဲ့ကြပါတယ်။ဒီရာသီမှာတော့ ქვენ လေဖန်တီးနိုင်စွမ်းကြဆင်းနေတဲ့အချိန်ဟာလဲကဟာလဲပါပဲ။လက်ရှိရာသီမှာ twin goal တွေရဲ့58ရာခိုင်နှုန်းကနော်ဝေးတက်ရှင်မှုစီကလာပါတယ်။ဘာကြောင့်ချီစွမ်းကစစ်တမတ်တဲ့ဒီကစားသမားထိမ့်သိမ့်ထားနိုင်ရလဲ။ လုံးသက်သူတွေကတော့ဟာလန်ရဲ့ position နဲ့ physique နဲ့ pace တွေကိုဒါပြပြောကြပါတယ်တို့တော့ဒီနေရာမှာဟာလန်ရဲ့ psychological factor ကိုလည်းထည့်သွင်းပြောကြပါတယ်ဒီကဒီမှာဟာလန်ရဲ့ဖွင့်ဟချက်ကသူကဘယ်တော့မှအခုလောက်ခံစားမှုအားကောင်းမနေပါဘူးပြောချင်တာကဟာလန်စီကပုံမူတည်ငြိမ်နဲ့ခံစားမှုအားယူခြင်းဘောလုံးနဲ့ပြင်ပဖို့ကမျှတနေတာကိုလည်းတွေ့နိုင်ပါတယ်ဒီမှာကြောတဲ့စိတ်တဲ့အာရုံစုဆိုင်မှုနဲ့ပေါင်းဆက်လိုက်တော့ဟာလန်ရဲ့အခုလိုပွဲတိုင်းမပြတ်မကွက်ကိုယ်သွင်းနေတဲ့အခြေအနေကိုရောက်ရှိလာတာပါပဲ sport scientist တွေကတော့ဒါကို speed vision spatial prediction ဘလို့ပဲခွဲခြင်းစိတ်ကြပါဟာလန်အတွက်တော့ဘလို့လျောက်သိစိတ်တယ်လို့ကျွန်တော်ကတော့ယူဆခြင်းပါတယ်တို့တော့ကိုတွင်ဆက်တွေမှာလည်းအကန့်အသတ်တော့ရှိရပါပဲ။လက်ရှိ CD တိုက်စစ်ကဟာလန်ပေါ်မိခိုနေရသလိုဖြစ်လာခြင်း၊ရိုဒရီရဲ့တန်ရာအခြေအနေကိုကြည့်ရင်တဝူးတယောက်ပေါ်အပြင်းထန်ပြီးခိုလာကကစားသမားအတွက် ရေးရှိမကောင်းနိုင်ဘူးဆိုတာပါအာလန်ကိုသိမ်းပြီးအာလန်လွဲသွားပြီးဟာလန်ဘောလုံးကနေချက်ထိလိုက်ပြီးဒါတွေက headline ဖြစ်နေတာကိုရှော့ချနိုင်ဖို့လိုပါတယ်ဒီကနေ့တစင်းစီးတိုက်စစ်ကစားသမားတွေအနေနဲ့ကိုရောက်ဖို့အပြင်းထန်အားထုတ်လာတာကိုလည်းနောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာမြင်တွေ့နိုင်ပါတယ်အာလန်ဘက်ကိုပြန်ဆက်ရရင်ကစားသမားဘောက twin ကို300မြောက်ကို club world cup tournament ပွဲမှာ twin နိုင်တော့သူရဲ့ကစားသမားဘောကပထမဆုံးကိုရရှိတယ်လို့ကိုဟာလန်ကအောင်ပွဲခံသွားခဲ့ပါတယ်ဒါကပဲ ဒီကစားသမားနဲ့တခြားတက်ချင်မှုတွေကြားခြားနာချက်တွေတွေကတခုဆိုတာမြင်သားပါတယ်။ဒါနဲ့နောက်ထပ်စိန်ခေါ်မှုတွေကတော့သူကိုယ်တိုင်တင်ရှိထားတဲ့ပရီးမီးယားလိတရားစီတဲ့တွင်ကို36ဂိုးကိုထိုးဖျက်ပြဖို့ပါကလပ်အသင်းနဲ့အတူဆိုစီလီကို UCL နောက်တစ်ကြိမ်ထံမကရရှိအောင်သူကိုယ်တိုင်ဦးချောင်ပြီးစွမ်းဆောင်ပြရင်ကိုလည်းလိုပါတယ်။ဒါနဲ့ဘလောက်ထိအမြင့်ပြန်မလဲဆိုတာလည်းအခုမှဇက်ချိန်တက်တုံးဆိုတော့ပြည်သက်တွေအများကြီးသူစီကမျောလင်းလို့ရပါသေးတယ်။ ဘောလုံးကဘာမှာဘောလုံးပွဲတွေကမန်းဆိုင်ခက်ချင်းကြောင့်နမိတ်ကြီးပါတယ်သို့တော့ဒီ chaos တွေကြားထဲမှာဟာလန်စီကပြေးကြတာတခုကတော့ရနိုင်ပါတယ်ဒါကတော့ twin goal တွေပါပဲ CMB ကိုကြည့်နေတဲ့ဂိုးလူလိုပဲခံမှန်းသွားပါအောင်ဒီရသည်ဟာလန် Premier League ဘယ်နှဂိုး Champion League ဘယ်နှဂိုးသွင်းယူသွားနိုင်မယ်ဆိုတာခုံးသက်မှာနှက်ချက်ပေးသွားနိုင်ပါတယ်အားပေးတဲ့အတွက်ပြေးပါ